မင်္ဂလာပါတိရှာဝေပါဒီနေ့ကတော့မြမအခရာတွေကနာငယ်လေးရဲ့အကြောင်းကိုပြောပြပြပြီးတော့အရေးပြမှာဖြစ်ပါတယ်ဒီမြမအခရာလေးရဲ့နာမည်ကနာငယ်ပါအတန်ထွက်လေးကနာပါโอเคနာမည်နဲ့အတန်ထွက်တည်ပြီဆိုရင်နာငယ်လေးနဲ့စားတဲ့မြမစကလုံးနည်းနည်းတွေးကြည့်အောင်နွားနုနရွက်နဖူးနာကျင် နင်းโอเคနာမည်လည်းတည်ပြီအတန်ထွက်လည်းတည်ပြီနာငယ်လေးနဲ့စတဲ့မြန်မာစကားလုံးနည်းနည်းလေးတည်ပြီဆိုရင်တော့နာငယ်ရင်းနည်းလေးကိုကြည့်ကြည့်အောင်နာငယ်ရေးတဲ့အခါအပြာရောင်မြင်းနှကြောင်းရဲ့အပေါ်အပြာမြင်းလေးရနေပြီးတော့မှငါပုံစံတတီလေးအရင်ရေးလိုက်ပါ ပြီးရင်အရှိကိုဘိုက်ကလေးပူမယ်အောက်မြင်းအပြာကိုရောက်ပြီးဆိုရင်အနောက်ကိုရှိရှိလေးဆွဲလာမယ် ပြီးရင်တော့အောက်ကိုတဲ့တဲ့လေးဝိုက်ချလိုက်မယ်။ဒါဆိုရင်တော့နှငယ်ရင်းနီလေးရပါပြီ။နှငယ်ရင်းနီလေးကကလေးတော်တော်များအတွက်စတင်ခါစားမှာရေးရတာခက်တတ်ကြပါရဲ့။ဒါဆိုရင်တော့တီရှယ်ရေးပြထားတဲ့ဒီအဆင့်လေးတိုင်းရေးကြည့်ပါနော်။အားလုံးကျေးဇူးတင်ပါတယ်။